ဲ့သူမျိုးနဲ့ပတ်သက်တဲ့အရင်းတွေဒါတွေကဒီရှက်လက်တွေပြန်ပြီးတော့ဒီပြင်းနဲ့တက်ဝင်လာပြောချင်တာကဒါဒီသတင်းကဒါဟစ်ဖြစ်တာဟုတ်ဒါနဲ့ဆက်ဆက်ပြီးတော့ထိုင်းနိုင်ငံအနေနဲ့ကဒါတို့ရဲ့ဒီစပါသူမျိုးပေါ့လို့မှုလို့ဒါဒီ2020မှာကစပြီးတော့ဒါဒီ2030မတိုင်ခင်မှာဒါတို့စတင်နိုင်လို့ဒါညာထားတာဟုတ်ဒါကြည့်ကျွန်တော်တို့အနေနဲ့ပြောချင်တာကဒီသူမျိုးနဲ့ပတ်သက်အဓိကဒီပြည်မျောင်းရဲ့အရေးပါတဲ့ချက်တွေ။ဒီချက်တွေကိုဒါကြည့်ပြန်ပြီးတော့ဆွဲထုတ်ကြည့်အောင် တော့ဒါဘယ်ချက်တွေကဒါဘယ်လောက်ထိထားနိုင်လဲဆိုတော့ဒါရေးပါတာတော့ဒါပထမချက်အနေနဲ့ဒီတူးမြောင်းတာဖောက်လုပ်ခဲ့မယ်ဆိုရင်ဒါထိုင်းနိုင်ငံအနေနဲ့ဒါစင်ကာပူကိုတော့ဒါနောက်ောက်ချနိုင်တယ်ဒါ project ကြီးစီမံကိန်းတစ်ခုဖြစ်လာနိုင်တယ်ပြီးရင်ဒါဒုတိယချက်အနေနဲ့ကဒါဒီခုမလကရေးလက်ကြားမှာရှိတဲ့ဒီ China supply ဆိုတဲ့ဒါဒီပြုတ်ထောက်ပံ့မှုအားလုံးကိုထိုင်းနိုင်ငံဘက်ကတော့ဒါတွေ့လာတဲ့စီမံကိန်းတစ်ခုတော့ဒါနောက်ဆုံးချက်အနေနဲ့ပြောရရင်ကကဘာရဲ့ချုပ်ပွက်တစ်ခုဖြစ်လာနိုင်တဲ့နေရာတစ်ခုလေးချက်သွားနိုင်တော့ တော့ဒါဒီကျွန်တော်ဆုံးတော့ပြောခဲ့တယ်လို့ပဲဒုတိယချက်ဒီမလကရေလက်ကြားမှာရှိတဲ့ဒီ supply china တခုလို့ခိုင်းနိုင်တယ်ဒီကိုဒါရွေ့လာအဲ့တော့ဒါဒီမလကရေလက်ကြားကဒါအဲ့တော့ဘောက်ထိရေချောင်းကုန်သွယ်မှုကရေးပါဒါနဲ့ဆက်ဆက်ပြီးတော့ဒါကျွန်တော်ငငယ်ပြန်ပြီးတော့ဆွေးနွေးကြည့်အောင်။အော်ဒါဒီမလက်ကရေလက်ကြားဆိုတာကအခုလက်ရှိပေါ့။မလေးရှားပြင်တာဒီဘက်ကစင်ကာပူပြင်တာအင်ဒိုနီးရှားနိုင်ငံကြားမှာပဲဒါဒီအိန္ဒိယအိုရှန်နဲ့ပြင်တောင်ပြုတ်ပြန်နေဖို့ဆက်သွယ်ထားတဲ့ထူးရင်နိုင်ငံကြီးအရာဆက်ရှာရေးပါတဲ့နေရာတစ်ခုဖြစ်တာ ော့ပြောချင်တာဒီခုကဘာရဲ့ဒါဒီစီးပွားကုသန်းရောင်းဝယ်မှုဒီကုန်စည်ပမာဏပေါ့ဒါ25ရာခိုင်နှုန်းလောက်ဒီကိုဒီလက်ချားနဲ့ဒါပြတ်တန်းသွားလာနေရဖြစ်တဲ့အတွက်အဲ့တော့ဒါဒီစီးပွားရေးအင်အားကြီးဖြစ်တဲ့ဒါတရုတ်ကဒါသူ့ရဲ့ BI လမ်းကြောင်းနဲ့ပြင်ဒီသူ့ရဲ့ဒါ disk ဖွဲ့ဝင်နိုင်ငံတွေအားလုံးကဒီလက်ချားကိုဒါမျက်စိကျတော့ဒါသူတို့မျက်စိကျနေတဲ့ဒီမလကာရင်လက်ချားကဒါပြောရမယ်ဆိုရင်ဒါတစ်ဖက်ကကြည့်ဘူးလေဒါအနောက်ရင်းနဲ့ဟိုဟာတော့တော့ပြောချင်တာဒီအနောက်ရင်းဖြစ်တဲ့အတွက်ဒီအင်အားကြီးဒါတရုတ်နဲ့ရုရှားတို့ကဒါရေရှည်မှစီးပွားရေးအလုံးဝအဆင ဟောဒါတို့ကလင်းချက်တွေနဲ့ပတ်သက်ပြီးတော့ဒါတို့နောက်ထပ်ရွေးချယ်မှုတစ်ခုအနေနဲ့ဒါတို့ထိုင်းနိုင်ငံကကလာတူးမြောင်းကိုဒါတို့ဖောက်လုပ်ဖို့အတွက်ရွေးချယ်ဒီဖောက်လုပ်မှုနဲ့ပတ်သက်ပြီးတော့လည်းဒါတို့အနေနဲ့ဒါ BRP လုံဆောင်မှုရှိတာဟောဒီတူးမြောင်းကလည်းဒါတကယ်တစ်ခုတရုတ်ရဲ့ဘီယိုင်လမ်းကြောင်းနဲ့ပြီးရင်တစ်ဖက်ကဒါတရုတ်နဲ့ဒီအင်ဒိုချိုင်းနာကျွန်းဆိုတဲ့ဒါစီးပွားရေးစင်ကြယ်အတွက်ဒါအဓိကစိတ်ပိုင်းအနေနဲ့ဒါရေးပါတဲ့နေရာတစ်ခုဖြစ်လာဟောဒါဒီကျွန်တော်တို့အနေနဲ့အခုဒီလက်ရှိချိန်မှာပဲဒီတူးမြောင်းကြီးကဒါဖောက်မယ်ဆိုရင်ဒီတူးမြောင်းကြီးနဲ့ပတ်သက် နောက်ဖွယ်ပါဘာလို့ဘလို့ပုံပြတိုးတက်လာမလဲဘာလို့ဘလို့ဆုံးရှုံးသွားမလဲဟောဒီချက်တွေကိုလည်းပြန်ပြီးတော့ဒါဆွဲထုတ်ကြည့်အောင်အဲ့တော့ဒါဒီခုထိုင်းနိုင်ငံအနေနဲ့ပေါ့ထိုင်းနိုင်ငံအနေနဲ့ကခုကပ်ပလီပြန်လဲပြန်တဲ့ဒီမျိုးဖောက်ခဲ့မယ်ဆိုရင်ဒါဒီဘိုင်းအနေနဲ့က28ဘိုင်းပဲရှိတော့အဲ့တော့ဒါဒီ28ဘိုင်းပဲရှိတာဖြစ်တဲ့အတွက်အဲ့တော့ဒါဒီအရင်ကဒါဒီမလကာရေလက်ကြောက်ကိုဖြတ်သွားတယ်ဒါခီးနဲ့ဆိုရင်ဒါကီလိုမီတာ1200လောက်အထိအချိန်တိုးတောင်းသွားပါတော့ဒါနဲ့ပတ်သက်ပြီးတစ်ဆက်တည်းဘာဖြစ်လာလဲဆိုရင်ဒါကုန်ကျစရိတ်တက်တာလာပဲပြီးရင်ဒီဘက်ကဒါဒီလမ်းကြောင်းအရာ ကြီးกว่าဦးရတူတောင်းသွားမှာဖြစ်တယ်အဲ့တော့ဒါဒုတိယချက်ဒုတိယချက်ကတော့ဒါအခုကြည့်မယ်ဆိုရင်ဒီတရုတ်ရဲ့ဗီယက်နမ်ရဲ့ပြည်ဒီဘက်ကလာဖို့ပေါ့ဒါသူတို့ရဲ့ကုန်စည်တွေကဒါအခုလက်ရှိဆိုရင်ဒါသူတို့ယထာလန်ဖောက်လုပ်ထားတာဖြစ်တဲ့အတွက်ဟောဒီတူမြောင်းကလည်းအစစ်ယထာလန်နဲ့ပို့ဆောင်ပေးဆိုရင်ဒါသူတို့နဲ့အချိန်တက်တာပဲပြီးရင်ပုံကြားစိတ်နှုံးရင်လည်းတက်တာပေါ့အော်ဒါဒီကျွန်တော်တို့ကပြောခဲ့သလိုပဲဒါတတိယဆက်ဖြစ်တဲ့ကမ္ဘာရှုပ်ပွိုင်းကြီးအတခုဖြစ်လာဆိုတာကအော်ဒီကုန်းကမ္ဘာပေါ်မှာဒါအရေးပါတဲ့ဒါတူးမြောင်းသုံးခုလေပါဒီတူးမြောင်းကလည်းပါလာသွားနိုင်တယ် ော့ဒါဒီ physical နဲ့ attendant mode တွေအရောဒါဆက်ထားတဲ့အခုပနာမတူမြောင်းတစ်ခုရှိမယ်ပြင်ဒါဒုတိယတူမြောင်းကဒီညီတဲ့ပင်လယ်နဲ့ပင်လယ်တွေကိုဒါဆက်ထားတဲ့စုဝတ်တူမြောင်းအဲ့တော့ဒီတူမြောင်းနေလို့ပဲအခုဒီပြာတူမြောင်းကဒါဒီထိုင်းနိုင်ငံကထိုင်းပင်လယ်ကိုင်းနဲ့ပြင်ဒီတစ်ဖက်ကဒါကပ်ပြီးပင်လယ်ပြင်ကိုဆက်တွေ့ထားတာဖြစ်တဲ့အတွက်ဆက်တွေ့တာဖြစ်ပြီးတော့ဒါကဘာရဲ့ရှုပ်ကွက်နေရာတွေထဲမှာဒါတစ်ခုပါလာသွားနိုင်တာအဲ့ဆိုဆိုမှုအနေနဲ့ကဒါဘာဖြစ်သွားလဲဆိုရင်ဒါစင်ကာပူစင်ကာပူအနေနဲ့ကတော့အဓိကသူ့အနေနဲ့ဘာဖြစ်သွားလဲဆိုရင်ဒါသူ့ရဲ့နှစ်စဉ်ဒါ GDP တဲ့ကဒါ ဒါဒီပါဆန်လောက်ဒီဥဒါဆုံးရှုံးသွားရတယ်။အော်ဒါတက်ဆက်ထဲမှာလည်းဒါဒီမလေးရှားနိုင်ငံပါလာ။အော်မလေးရှားအနေနဲ့ကဒါရေချောင်းလမ်းချောင်းအရာကုန်သွယ်မှုဒါပြောင်းလဲသွားမှာဖြစ်တဲ့အတွက်ဒါသူ့အနေနဲ့ကဒီ15နှစ်လောက်အထိကိုဒါဒီနောက်ပေါက်ချပြီးတော့ဒါဒီနောက်ကျသွားနိုင်တာပေါ့သူရဲ့ဒီကုန်သွယ်မှုကဏ္ဍအရာကိုတိုးတိုးတက်မှုတောင်းနေသွားတယ်။အော်ဒါအခုဒီထိုင်းနိုင်ငံအနေနဲ့ကဒါဒီဒူးမြောင်းကြီးဖောက်မဲ့အတွက်ဒီဒူးမြောင်းနဲ့ပတ်သက်ပြီးတော့ဒါဒီအနောက်မှာပဲအုပ်စုနေတာဒါလူမျိုးဝါဒပြန်လာတယ်ကြုံတွေ့လာတာပေါ့။အော်ဒါသူတို့ဘာတွေပြောလဲဆိုရင်ဒါဒီထိုင်းနိုင်ငံအနေနဲ့ပေါ့ဒါဒီ နိုင်ငံနှစ်ချောင်းကွဲသွားနိုင်ဘာပြောချင်တာတောင်ပိုင်းတပုံဒီတောင်ပိုင်းတပုံအဖွဲ့တွေအနေနဲ့ပေါ့ဒါတို့ရဲ့ဒီကြီးကဒီ flip card တွေအားလုံးဟိုဒါထိုင်းနိုင်ငံအနေနဲ့ဒါထိန်းနိုင်မယ်မတည်ငြိမ်မှုတွေဖြစ်မယ်ပြီးရင်ဒါဒီလိုဖြစ်စင်တွေကလည်းပဲဒါနိုင်ငံနှစ်ချောင်းကွဲသွားနိုင်တဲ့အဖြစ်ပေါ့ဒါတို့ဝါဒဖြန့်ထားချင်တယ်တော့ဒီနေရာမှာဒါဒီကြောင်းကလည်းပတ်သက်ပြီးပြောချင်တာဒါပြည်သူတွေပေါ့တော့ထိုင်းပြည်သူတွေအနေနဲ့ကတော့ဒါဒီတူးမြောင်းနဲ့ပတ်သက်ပြီးဒါတို့အနေနဲ့ကြိုးခန့်စားဖို့နေအများကြီးရတာပြောချင်တာပြည်သူတွေအနေနဲ့ကဒါဘာပဲပြောပြောဒါတို့အနေနဲ့ ့ကျိုးစိုးတတ်မှာဟုတ်ဒါအားလုံးကကျိုးစိုးတယ်အားလုံးကလက်ခံကြအဲ့ဒါဒီနောက်ကိုရပါလာမယ်ဒီအခြေခံဆောင်ကျိုးစိုးတတ်မှုတွေတဲ့ဒါပြည်သူတွေအားလုံးကတိုးတက်လာမှာလို့ဒါအသေးချပဲဟုတ်ထိုင်းနေအော်ဒါဒီတူးမြောင်းနဲ့ပတ်သက်ပြီးတော့ဒါမြန်မာနိုင်ငံအနေနဲ့ကတော့ဒါဆက်ဆက်ပြီးတော့ဒါလည်းငယ်ကြည့်အော်ဒါမြန်မာနိုင်ငံပေါ့အော်မြန်မာနိုင်ငံမှာလည်းဒီတူးမြောင်းနဲ့တိုက်ပြီးတော့ဒါဖွံ့ဖြိုးတိုးတက်မယ်ဒါမြန်မာနိုင်ငံအဓိကနေရာဖြစ်တဲ့ဒါဒွေရီနဲ့စီမံကိန်းရှိတာအော်တရုတ်ကဒီခုလက်ရှိမှာဆိုရင်ဒါဒီမြန်မာနဲ့လုပ်နေတဲ့ဒါစီးပွားရေးဆို ဒါအခုဒီတူးမြောင်းဖောက်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါတူးမြောင်းကိုပဲဒါကဦးစားပေးလုတ်သွားနိုင်တယ်။အဲ့ဒါကိုလည်းထိုင်းအောင်ကတေချာပေါ့ဖီးအားပေး။အဲ့တော့ဂျားလေးကမြန်မာနိုင်ငံအနေနဲ့ကဒါအကျိုးမြတ်အနေနဲ့ကအခုလက်ရှိဒါဒီတူးမြောင်းနဲ့အတူဒါဒီတဝယ်ရင်နဲ့စီမံကိန်းကြီးကလည်းဒါလိုက်ပါကွန်ထရိုးတိုးတက်မှာဖြစ်တဲ့အတွက်အဲ့ဒီနောက်ခုနဲ့ပတ်သက်ပြီးဒါဒီတစ်ဖက်ကဒီအရင်လမ်းကြောင်းပေါ်မှာတိုက်ပြီးတော့ဒါဒီရှိတ်ဆက်နိုင်မယ်ဆိုရင်တော့ဒါမြန်မာနိုင်ငံအတွက်ကတော့ဒါအကျိုးမြတ်တစ်ခုဖတ်မယ်ပြီးရင်ဒီခုကပ္ပကုန်လေးလမ်းကြောင်းမှာလည်းဒါပြီးတော့မြန်မာနိုင်ငံအနေနဲ့က ခွင့်ရတဲ့ရလာနိုင်တယ်လို့မြင်ပြီးတော့အော်ဒါအခုဒီကျွန်တော်ဆောတော့ပြောခဲ့တယ်ဘယ်ဒီတူးမြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့ဒါဒီထိုင်းနိုင်ငံเนี่ยကဒါဒီတူးမြောင်းဖောက်လုပ်မှုပါပြန်ပြီးတော့ဒါရှုံဖို့ပြီးတော့ကြည့်ရမယ်ဆိုရင်ထိုင်းနိုင်ငံအတွက်ဒါစီးပွားရေးရခွင့်လန်းကောင်းနေရလာနိုင်တယ်လို့တစ်ဖက်ကလည်းပြင်ဒီတရုတ်အနေနဲ့ကဒါသူ့ရဲ့လွှမ်းမိုးမှုတွေပါလာမယ်ပြီးရင်ဒါထိုင်းနိုင်ငံမှာလည်းဒါဒေတာတွေမတည်မငြိမ်ဖြစ်မှုတွေဖြစ်လာမယ်ပြီးရင်နောက်ဆုံးဒါဘောက်ထိဖြစ်မယ်ဆိုရင်ဒါအရှုပ်အရှာအာဏာတိုက်စားမှုတွေဖြစ်လာတယ်ဒီလိုကြီးမားတဲ့အနေတွေဒါသူ့အနေနဲ့ကြုံတွေ့လာနိုင်အောင် တော့ပြောချင်တာအခုဒီလက်ရှိဒါတို့ဒါဖောက်မဲ့ဒီလူမျိုးကြီးရဒါဒီခုထိုင်းနိုင်ငံအတွက်ပေါ့ဒါဒီအင်းဒီ project ပေါ့ဒါအခုဒီစောက်လို့ project ဒါမှမဟုတ်ဒီ ancient project ဒီ project တွေအားလုံးထက်ဒါတာလွန်နေတဲ့ဒါနိုင်ငံရေး project ကြီးတခုဖြစ်တာအဲ့တဆက်ထဲမှာလည်းဒီခု၈00အရှာရဲ့ဒါရေပိုင်နဲ့အစီအစဉ်တွေကိုဒါလမ်းကြောင်းတွေရောဒါပြန်လဲသတ်မှတ်နိုင်လောက်တဲ့အထီကိုရေးပါတယ်ဒါဒီနိုင်ငံရေးတက်ကွက်ပေါ့ဒါနိုင်ငံရေးကစားကွက်ဒါမှမဟုတ်နိုင်ငံရေးကွက်လက်တစ်ခုဖြစ်လာနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်မိတာအားလုံးကိုကျေးဇူး